်ဒီမှာဒီမှာ10သိန်းဒီမှာတိန်း20ဟုတ်ကဲ့ဒီမှာတိန်း30ဟုတ်ဒီမှာတိန်း40စုစုပေါင်းငွေကျတိန်း50ဒီမှာလေအခုလက်ရှိပဲမှာစိတ်ကုနေရတော့အယိုးထုဘူးပထမကယီတုစေယုံကြီးမှာယီတုစေယုံကြီးအတိုင်းမှာအယိုးထုဘူးကိုလွှဲလိုက်တယ်အခုပထမဆုံးလှုပ်ပေးတဲ့3တိန်းလေးနဲ့လာကုတာလက်ထက်မှာဘယ်လောက်ရှိသေးတော့3000ကျော်ပဲရှိ3000ကျော်ပဲရှိတော့တယ်စားရတော့ရေးအစင်းပြလာငါကြီးမအဝေးကလာတာဆိုတော့ ်မပြေဘူးတိတ်မပြေဝယ်စားရလားဟုတ်ဝယ်စားရတယ်ဟိုကိုကို data ကိုရရမဟုတ်တော့ဝယ်စားရတဲ့နေရာလေးတွေပါလေးတွေဘေးကနီလာချင်းလေးတွေကိုစိတ်ယုံပါလားအတူတက်တဲ့လူလေးတွေကိုတခြားစုံလမ်းပြီးဒီတာမေးပြပါမဝယ်စားနော်အခုမအဲညီမလေးမြင်ပြီးပါလားဘာလို့တော့အဲဝယ်စားနေဝတ်တာလားဝတ်တာတယ်နော်အဲညီမလေးဒီကြောက်ကြီးကုလို့ရအောင်လို့နော်ညီမလေးအခုဖြစ်နေတဲ့ဒီကြောက်ကိုကုလို့ရအောင်လို့အခုတော့ပိုက်စံဆိုတဲ့ဥစ္စာကိုလုံလုံလောက်လောက်ထူပေးခဲ့မှာဝမ်းသာလား ဝမ်းသာတယ်ဟုတ်ပြီနော်တောင်းငွေတွေအများကြီးမြင်ဘူးလားမြင်ဘူးနော်အေးငါဒီမှာဝမ်းသာတယ်နော်ငါဒီမှာပြည့်စင်တဲ့ခြေတော်ကြီးလုံးလုံးမပြောက်ဘူးဆိုတော့မှတက်တောင်းဟုတ်တယ်နော်ဒါတော့အချိန်ပေးရမယ်အကိုတို့ဟုတ်တယ်မလားချက်ချင်းကြီးတော့ပြောက်တော့မှမဟုတ်သေးဘူးချက်ချင်းပြောက်တော့မှမဟုတ်သေးတော့ကြတော့ညီမလေးဟိုအရင်ဆုံးတက်တောင်းလုပ်မယ်နော်ဆရာဝန်တွေညွှန်ကြားချက်ကိုတခြားလေးလုပ်မနဲ့တာတွေပါတွေဝင်လဲမစားနဲ့ဟုတ်ပြီနော်အဲအခုညီမလေးကအခုအနားရတားကြိုက်ရလားဟုတ်ကြိုက်တယ် ဟုတ်လားဆရာဟိုအေးဆေးလေးတင်ပြပြီနော်ညီမလေးကတော့ဒီလိုရှိတယ်ဒီလိုဖြစ်နေတယ်ဆိုပြီးတော့တင်ပြပြီနော်အခုညီမလေးကိုငွေလူပေးမယ်ငွေလူပြီးရင်လည်းစေးရုံမှာအကုန်လုံးမထားနဲ့ပြောင်းမယ်နော်အလူငွေအတ်တော့မယ်ဘလောက်တော့ပြောမယ်ရပြီလားပြောတော့မယ်နော်ညီမညီမ၁၀သိန်းညီမတိန်း၃၀ဟုတ်ကဲ့ညီမတိန်း၃၀ညီမတိန်း၄၀စုစုပေါင်းငွေကြေးတိန်း၅၀အေး ရဘူးလားဒီလိုမျိုးတွေရဘူးလားမရဘူးငါညီမတို့မိသားစုတွေကမိဘတွေကဒီလိုမျိုးတွေထောက်ပံ့နိုင်လားထောက်ပံ့နိုင်ဘူးအဲအခုလောလောဆယ်ညီမလေးကိုအလူရှင်နာမည်တွေမပြောခင်ကွာဒီလိုမျိုးလှူပေးတဲ့အလူရှင်တွေ900တစ်ဆောင်ဝင်ရဆလှူပေးတဲ့အလူရှင်တွေကိုမပြောခင်တော့ငါညီမတွေမှာစိတ်ထဲမှာကျေးဇူးအများကြီးတင်တယ်ရောဒီဟမ်ကလည်းလှူနိုင်ပါစေအဲရောလုပ်ငန်းတကန်းနေလည်းအဆင်ပြေပါစေရှင့်ဆောင်ပေးပါရှင့်ဟုတ်ကဲ့ကျေးဇူးပါညီမလေးအဲ့ဒါဆိုရင်အကိုအလူငွေကျပ်350 ညီမလေးလက်ထဲကိုအပ်ပြီးတော့မယ်ရောပါညီမလေးမနိုင်လားလက်ကအနိုင်နေမနိုင်လားအာအများကြီးနော်အဲ့တော့ငွေကြေး350ဆိုတော့အာအများကြီးနော်ညီမလေးဒီမှာအများအကျကုလို့ရပြီကြောက်အောင်တော့ကုလို့ရမယ်နော်ဆရာဝန်လေးညွှန်ကြားချက်ကိုမတည့်တာတွေမစားနဲ့တခြားလေးကျူးဆိုက်ပြီးတော့လုပ်မယ်ဒါကအကိုဟိုနေ့ကတင်ပေးလိုက်တဲ့အဲဗီဒီယိုဖိုင်ပေါ့အဲ့ဗီဒီယိုဖိုင်ရဲ့အတိုင်းမြင်းပြီးကမှညီမလေးကိုဒါလှူကျင်တဲ့ကျူးနာဒီတရာတရားတွေထွက်လာပြီးတော့ကြတော့ဒါမင်းများမစပါဝင်ပြီးတော့လှူဒန်းပေးကြတာ ဟုတ်ပြီနော်ကျေးဇူးနေနေအဲကျေးဇူးနေလာအောက်ကြလာမလားခင်ဗျာလေးလာပြောပြောလဲကျမ်းပါပါစေချမ်းသာပါစေပြောလို့ပြောလို့မိသားစုနဲ့ပြောရှင်ပါစေပြောရှင်နဲ့ပြသနိုင်ပါစေဟုတ်ပြီညီမလေးလည်းညီမလေးငယ်ရွယ်တဲ့ချိန်လေးမှာညီမလေးအခုခံစားနေရတဲ့ညီမလေးဝေဒနာကိုအမြန်တော့ပျောက်ပါစေနော်ဟောကတော့ဥမာတဲ့ဟောတိုင်းကျေးဇူးပါညီမလေးနော်ငါညီမလေးအခုလိုအတက်ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလိုမျိုးဖြစ်နေတဲ့အချိန်ကာလလေးမှာ အနာရောဂါဗျာတွေတင်းဝစ်ပြီးတော့မိသားစုအပေါ်ကိုလောက်ကန်ရှာဖွေကျွေးနိုင်တဲ့တမိကောင်းရတနာလေးဖြစ်ပါသေးလို့အကိုဘက်ကလည်းဆူတောင်းပေးတယ်เนาะညီမလေးကျေးဇူးနော်ညီမလေးရအဲ့ဒါရအလူငွေတွေအရင်ဆုံး350အပ်လိုက်ပြီပြီးရအလူရှင်တယောက်ချင်းစီနာမည်ကိုအကုန်ပြောပေးမယ်။ဘာသာမြတ်ရေးကြတယ်။ပြောစရာစကားတွေတော့ငါညီမရေးနေမှာကြံအောင်ပဲထင်တယ်။ဒါပေမဲ့လို့ အမှတ်တမဲ့ကြီးဆိုတော့တင်မပြောတတ်ဘူးပြောတတ်ဘူးညီမလေးကိုအခုအခုဖုန်းဆက်တော့အလူငွေဘယ်လောက်ရမယ်လို့ပြောလားမပြောဘူးညီမလေးကိုပြောသေးခြင်းလို့အခုဆာပရိုက်လာလုပ်ပေးရနော်တစ်ဖက်ကညီမလေးဟိုစိတ်ခံစားနေရတဲ့ဥသာဒီအနာကြီးနဲ့စိတ်ခံစားနေရဥသာကိုအခုဒီလိုမျိုးလေးလုပ်ပြီးတော့ကြတော့အခုအပေါ်ကြီးကဒီလိုလုပ်ပေးရဆိုတဲ့ခံစားချက်လေးဖြစ်စေချင်လို့ဆာပရိုက်လုပ်ပေးရဟုတ်နော်ပြေဆိုအများကြီးပါ့ဟဲ့ ပြီးရင်လူရှင်နာမည်တယောက်ချင်းစီပုံပေးမယ်နော်လူရှင်ကတော့နည်းနည်းရှေ့မယ်ဒါပေမဲ့နားထောင်ပေးလိုက်နော်ဟုတ်ကဲ့ကျေးဇူးပါညီမလေးရပြီနော်ဟုတ်